စာချစ်သူများအားလုံးမင်္ဂလာပါရှင်။ဆီယမ်မကြီးစိတ်ပညာရေးရေးသားထားတဲ့ဒိုင်းခင်ခင်ဆိုတဲ့စာအုပ်ကလေးရဲ့အခန်း၄ပါရှင်။အခန်း၄ရွှေဖလားကင်အပြိုစဉ်။ယခုအခါတွင်တီဘောမင်းတရား၌လှုပ်ဆရာတွေများစွာပင်ရှိနေသေးသည်။ရွှေနန်းတိမ်မြန်စိုးစံပြီးသည့်နောက်ဘရင်မင်းမြတ်တို့ထုံတန်းစင်လာအရာ အကမဟေတီမိဖုရဲ့ခေါင်ကြီးတင်မြောက်ရေးမှဆိုင်းငံ့ထား၍မဖြစ်ပေ။စင်ဖြူမရှင်မိဖုရားကြီးနှင့်ဝင်ကြီးများမူးမတ်များက ဘိသိက်ခံဘက်အခမဟေတီမှာစုဖျားလက်ဤအမတော်ရင်မိုင်းတော်စုဖျားကြီးသာဖြစ်သည်ဟုယူဆကြသည်စုဖျားလက်မှာညီမတော်ဖြစ်သည့်အတွက်မြောင်နှမ်းမိဖျားကြီးသာဖြစ်စေရမည်ဟု ဆိုကြသည်စုဖျားလက်ကမူမြောင်နှမ်းမိဖျားမှာအငဲသာဖြစ်၏သူ့အနေဖြင့်အငဲနေရာတွင်ဘယ်တော်မှမနေဟုခါခါတီးတီးပဲညင်းဆိုသည် နောက်ဆုံးတွင်စင်ဖြူမရှင်ဤသမီးတော်ကြီးစုဖျားကြီးကိုပင် အခမဟေတီမြောက်ရန်ဆုံးဖြတ်ကြသည် သို့တော်စုဖျားကြီးကိုတီဘောမင်းနှင့်ဘိတ်သိက်သွန်းသော အခါတွင်မြတ်တောင်စုဖျားလက်သည်ယာစပလင်မော်တက်ထိုင်သည်တီဘောမင်းမှာသူနှင့်သာချစ်ခင်ရင်ငယ်ရင်ရှိ၍သူကိုလည်းမိဖုရားကောင်းကြီးအဖြစ်ဘိတ်သိက်သွန်းရမည်ဟုဆိုသည်သို့နှင့်ညီအမနှစ်ပါးစုံဘိတ်သိက်သွန်းနန်းသိမ့်ပွဲခံသည်စုဖျားကြီးမှာမိဖုရားကောင်းကြီးဟု၍အမိခံယုံမျှတာဖြစ်သည် တီဘောမင်းအားအမတော်ဤအဆောင်သို့မကူးရန်စူပီယားလက်ကခက်ခက်ထန်ထန်တားမြစ်ပိတ်ပင်ထားသည်အကြောင်းကစူပီယားလက်သည်မုတ်တာဝေစားနိုင်ပြီးအစ်စ်တော်ဝေမျှမစားနိုင်သောကြောင့်ပင်ဖြစ်သည်အမတော်စူပီယားကြီးမှာစိတ်ထောင်းတော့ကိုကြည်ခဲရရှာသည် မကြမီပင်နာမကျန်းဖြစ်လာ၏သူ့ကိုပြုစုသော အပြူတော်ကြီးသည်ဖျားတရားအလွန်ကြီးညို၏ထိုကြောင့်သူတခင်မကြီးအတွက်ဖျောင်းနိုင်များထွန်းညိကဖျောင်းမီပူဇော်ပေးသည် ဤသည်ကိုပင်စုဖျားလက်ဒုက္ခရောက်စေရန်ဆုံးပညာဖြင့်ပြုစားနေသည်ဟုတည်င်းထွက်လာသည် ဆုဖျားလက်သည်ဘရင်တီဘော၏လက်ကိုဆွဲခေါ်ကာဆုဖျားကြီး၏အဆောင်တော်သို့ခေါ်ခဲ့သည်စီမီးပူဇော်ထားသည့်ကိုတည်တည်ထူသည်ဆုဖျားမှဆုဖျားဖြစ်နေသောတီဘောဘရင်သည်လွယ်လွယ်နှင့်မင်ယုံကြည်လိုက်သည်တခင့်အတွက်ငဝက်ကျွန်ခံသွားရလိမ့်မည်အပြိုတော်ကြီးမှဖမ်းဆီးချုံနိုင်ခြင်းကိုခံလိုက်ရသည်စကိုင်းသို့ပို့ကာတဲကလေးတစ်ခုအတွင်အလုံးပိတ်ပြီးအစာငတ်ထားရမှတေဆုံးသွားတော်သည်ဆုဖျားကြီးသည်တစားကန်အပြိုတော်ကြီးအတွက်များစွာစိတ်မကောင်းဖြစ်ရသည် နမ်းမတော်အဆောင်ကြီးတွင်လည်းနေလိုစိတ်ကမရှိတော့သို့နှင့်မဲတော်စင်ဖြူမရှင်၏အဆောင်တော်သို့ခိတပြောင်းရွှေ့ကဥပုပ်ရက်ရှိစောင့်နေတော်သည်ဒီတို့ဖြင့်စုဖျားလက်သည်တီဘောပြင်ကိုမိဖျားများထားခွင့်မပြုဘဲတလင်တမယားစနစ်ဖြင့်ကန့်တက်လိုက်သည်သို့တော်တီဘောလဲဘရင်တပားပေမှုဘရင်အယတာကိုတော့ပြပြဝဝခံစားလိုပေမည်တချိန်၌တီဘောပြင်နှင့်အပြိုတော်တူညီဆွမ်းမိလေပြီနန်းတလေးအစဉ်အလာအယား နန္ဒလိအစဉ်လာရမှုရှင်ဘရင်သည်အပြူတော်တွေထဲမှမိမိနှစ်သက်သဘောကျသူကိုကိုလုတ်တော်အဖြစ်အတိမတ်ပြုကာပျော်ပါခံစားနိုင်ခွင့်ရှိသည်သို့တော်ဘရင်တီဘောမင်းနှင့်အပြိုတော်ကလေးတို့ညီဆွန်းသောတရင်ထွက်ပေါ်လာသည်နှင့်မိဖုရားစုဖုရားလက်သည်ရဟန်းပုံမိကြဒေါသထွက်တော်သည်အပြိုတော်ကလေးကိုတေတံအပြစ်ပေးရန်ပင် ဆုံးဖြတ်လိုက်သည်ဒီကိစ္စကိုဘရင်မင်းတရားကအယူခံဝင်သည်တီဘောမင်းတရားသည် စုဖုရားလက်မိဖုရားကို ဥယျံတော်အတွင်းရှိရေပန်းအနီးသို့ခေါ်သွားသည်။ဒီများလောက်သောအကြောင်းအရက်ကလေးနှင့်တေတံပေးလျင်မတင့်တော်ချောင်းတိုးတိုးတိတ်တိတ်ပြောသည်။မိဖုရားကြီးအနေဖြင့်မူမင်းဗန္နာသူဟာမှတ်လို့ဝင်ခိုးသည့်ကိစ္စကိုဒီများသောအကြောင်းအရက်ကလေးဟုသဘောမပိုက်နိုင်။ထို့ကြောင့်အကြောက်ကံညင်းသည်။မင်းတရားကအကြိမ်ကြိမ်ဖြောင်းပြသည်ဖြင့်မိဖုရားသည်ဒီတစ်ကြိမ်အလျှော့ပေးလိုက်သည်။ သို့တော့အပြူတော်လေးမှာဥယင်တော်အတွင်အခြားအပြူတော်များရှိ၌ရိုက်နှက်အပြစ်ပေးခြင်းကိုခံလိုက်ရသေးသည်။နောက်ဆုံးနန်းတော်ထဲမှနှင်ထုတ်ခြင်းကိုပင်ခံလိုက်ရတော့သည်။စုဖျားလက်ကတီဘောပြင်သာမဟုတ်နန်းတွင်ရှိ အမှုတန်းယောက်ျားများမရေငယ်ယူသည့်တည်င်းကိုကြားလျင်လွန်စွာစိတ်ဆိုးတတ်သည်။ပြင်းပြင်းထန်ထန်လည်းအေးအေးယူအပြစ်ပေးတတ်သည်။သို့တော့ရနောင်မောင်မောင်တို့ကအပြစ်မပေးသာ၍ဒီတိုင်းကြည့်နေရသည်။ မမောင်တုတ်သည် သူနှင့်တီဘော်တို့၏မြစ်တာလန်းကို ပန်းခင်းပေးခဲ့သူမဟုတ်လားယောက်ျား၏မိမများများယူသည့်ကိစ္စကိုစူဖျားလက်သည်နွန်စွာဆက်ဆုပ်သည် သူကြိုက်နှစ်သက်သည်မှာတလင်တမယားစနစ်သာတည်ဤတွင်အလင်းသိမ့်၍တင်ပြလိုပါသည်ရှိရှိသောဘရင်တို့သည်မိဖုရားအဆောင်သို့ကူးပြီးလျှင်ခိတ္တခဏမျှသာဆန့်တော်မူသည်ပီမိမိတို့မြဲဆန်ရာအဆောင်တော်တို့ပြန်၍ဆက်တော်ခေါ်ကြမြဲထုံးစံဖြစ်သည်တီဘောမင်းမာကထို့သူမဟုတ်စူဖျားလက်၏အဆောင်၌သာတညာလုံးဆန်တော်မူသည် ို့နှင့်မူမတ်များကဤသို့မူအလင်းဆန်တော်မူခြင်းမှာရှေးထုံးစံမရှိကြောင်းတန်တော်ဟုတင်ကြသည်ဤတွင်စုဖျန်းလက်ကထုံးစံလုတ်ဖြစ်တာပါပဲဘိုးဘိုးတို့ရဲ့ဟုမိန့်တော်မူသဖြင့်မူကြီးမတ်ကြီးများမှာပြုံးရယ်၍သာနေကြရလေသည်တီဘောမင်းတရားသည်ငယ်ချစ်စုဖျန်းလက်တပါတဲ့အပေါ်တွင်တန်တန်ဆွဲမြတ်တာပူနေသည်ကိုတနန်းတော်လုံးကအသိပင်ကင်းဝင်မင်းကြီးအပါအဝင် ဝင်ကြီးများက နန်းဒလိထုံးစံများနှင့်အညီမိဖုရား၄ပါးတင်မြောက်တင်ကြောင်းရှောက်တင်ခဲ့ကြသည်သို့တော်တီဘောဘီရင်ကခေါင်းကိုခါမြဲပင်ထိုအတော်အတွင်မိဖုရားစုဖုရားလက်တွင်ပရိသေတွေရှိလာ၏တားတော်လီလာသမီးတော်လီလာတည်စင်လာ၏ဘရင်မင်းတရားကြီးမှာမိမိနန်းပလင်ကိုဆက်ခံမိနန်းလျာမင်းသားလေးဖွမ်းမြင်ရန်မျှော်လင့်အားထားသည် ။စုဖျားလက်ကလည်းမင်းတရားကြီးဤဆန္ဒကိုဖြည့်ဆွမ်းလိုသည်။လူတို့မြည်သည်မိမိတို့ညံနှင့်စဉ်းစား၍လက်လန်းမမိလျင်ဘေးရင်စရာကိုအာကိုလေးရှိသည်။မင်းမိဖျားနှစ်ပါးတို့သည်လည်းလူသားများပဲမဟုတ်ပါလား။ထို့ကြောင့်ဟူရာဖြူဟူရာညိုတို့ကိုဟောကြားစီ၏။မိမိတို့ရှင်သွေးတော်သည်တားတော်လီလာသမီးတော်လီလာဘေးရင်ဟူရတို့ကနန်းလျာတားတော်တပါမီးရှူးတန့်စင်ဖွားမြင်တော်မူလိမ့်မည်ဟု ဟောကြားလေသည်ထိုချိန်တွင်ရန်နာဘုံနေပြည်တော်၌ထီမှာအတော်လေးခက်စားနေပြီထီပေါသူတို့အားတထေးဘွဲ့ခန့်အပ်သဖြင့်တိုင်းသူပြည်သားများထီကိုသာဖိထိုးနေကြသည် အချို့မြန်ကိုဝစ်ပါမစင်ရောင်း၍ထီထိုးကြသည်ထီကိုမျော်ကိုကစီးပွားရေးကိုပင်ဆောက်ချ၍မလုံနိုင်ကြတီဘောမင်းသည်ထီဖွင့်ခြင်းမှအခွန်တော်ငွေအမြောက်များရရှိသည်ထီယုံဆယ်ယုံကိုတလှလျင်၁၀ချိန်ဖွင့်လှစ်ခဲ့သောအခါများ၌အခွန်တော်ငွေပေါင်း၂သိန်းပင်ရလေသည်ဒီတွင်စင်းရဲသားများမွဲတေလာကြသည်တကိုးသမ ्या များလည်းအလွန်စုပူတောင်းကျန်လာသည် ဤသို့နိုင်ငံသားများ၏စီးပွားရေးကျဆင်းမှုခိုးသားသမျှများတောင်းကျမ်းမှုစသည့်တည်င်းစိုးများသည်တီဘောမင်းထံရောက်လာ၏သို့တော်မင်းနှစ်ပါးစလုံးပင်မတုံမလုံမချောက်ချားခဲ့ပေယခုအခါတွင်သူတို့အဖို့အရေးကြီးဆုံးမှာတားတော်ကလေးဖွားမြင်ပြီးကိစ္စသားလျင်ဖြစ်သည်လူလောကသို့မရောက်သေးသောရှင်သွေးတော်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေရသည့်နှင့်ပင်မအားလက်နိုင်ပေ ဘေးဒင်ပညာရှင်များ၏ဟောကိန်းမှာတွေးထွက်အောင်မှန်လာသည်မိဖုရားစုဖုရားလက်တွင်သားတော်လေးတစ်ပါးဖွားမြင်လာသည်အဘေးကန့်ရရောတော်စုဖုရားလက်သည်ဘေးဒင်ပညာရှင်အကျော်မော်တို့အားစုတော်လက်တော်များမြမြချီးမြှင့်လေသည်တီဘောမင်းသားဒီလေအရိုက်အရာကိုစက္ကန့်မီနန်းလျာကိုရပြီမှုစိတ်အေးချမ်းသာရှိသွားပြီမင်းမိဖုရားနှစ်ပါးတို့ဤဝမ်းသာကြည့်နူးမှုသည်နန်းတွင်သူများကိုပင်ရိုက်ခတ်လာသည် သို့သောဝန်သာကြည်နူးမှုသည်အခိုက်အတန့်သာဖြစ်လေသည်ယရနာဘုံနေပြည်တော်အတွင်း၌ကြောက်ရွံ့ကဖြစ်ပွားခဲ့သည်မကြာမီပင်လာသားအရွယ်နန်းလျာမင်းသားကလေးရွှေကိုတော်ကြီးသည်ကြောက်ရွံ့ကဖြင့်ကွယ်လွန်သွားခဲ့သည်တပ်ပိတတကံမတကားဟုဆိုရတော်မူဘယင်းနှင့်မိဖုရားတို့မှမဆဲနိုင်အောင်ကြည်ကွဲဝန်းနေကြရသည်နှမျောမဆုံးတတ၍မဆုံးရှိခဲ့ကြသည်စုဖျားလက်သည်တားတော်လေးအတွက်ဝန်းနေကြွယ်စိတ်ကိုပြေပြောက်လို၏ထီးနန်းစည်းစိမ်အတွက်အနှောက်အယှက် 像苏先生这过来，都得先来开药的。 အနှိဋ္ဌာယုံများကိုလည်းမေးပြောက်စီလိုသည်ထို့ကြောင့်ရဲနာဘုံနေပြည်တော်တဝင်းလုံးတွင် အလှအတန်းပွဲလန်းသဖြင့်စင်ရင်ချင်းပကပျော်ရွှင်မှုဖြင့်ဖုံးလွှမ်းစီအန်းဟုကြံရွယ်သည်တပြိုင်တည်းမှာပင်ဘရင်မင်းတရားနှင့်သူကိုယ်တိုင်ဘုံချက်တည်တိုးစီရန်ထီးဆောင်မင်္ဂလာအခမ်းအနားဖွင့်၍ဗိသိက်သွန်ခံတော်မူရန်လည်းရည်ရွယ်သည်ဤသို့ဖြင့်တိတိပဝေဒနာဘိတိကဗိသိက်သွန်အခမ်းအနားကျင်းပရန်ပြင်ဆင်ကြ၏ဤတွင်ဗိသိက်တော်ဆက်ကညာစဉ်ရွေးချယ်ရေးကိစ္စပေါ်ပေါက်လာတော်သည် ထုံတဲ့အစဉ်အလာအရာဘိသိက်တော်ဆက်မင်းကလေးသည်ဘိသိက်ပန်းများထည့်ထားသည့်နဝရက်၉ပါးစီချဲထားသောရွှေဖလားကိုကင်ဆောင်ရမည်။ရင်းမင်းကလေးမှလည်းအပြစ်၆ပါးကင်းစင်သည့်ကညာစင်ဖြစ်ရမည်။ဤသို့သောမင်းကလေးမျိုးရွှေနန်းတော်အတွင်း၌ရှာဖွေ၏မတွေ့ဒီတာဝင်ကိုမြည်သူပေးရပါလေ။စူပြားလက်စင်စား၏အကြံရပေပြီ။မမောင်တုတ်သည် ဤဘက်မှာကျွမ်းကျင်သည်မဟုတ်လားချောတော်လှတော်မင်းကလေးဆိုလျင်မောင်မောင်တို့တည်တတ်သည်အချောအလှတည်င်းများကိုလည်းကြားတတ်သည်ဝါဒနာထုံဤ သို့ဆိုရင်မမောင်တုတ်ကိုတောင်းဝင်ပေးရတော့မတင့်တော်ပါလောမမောင်တုတ်ဆိုရင်မောင်ဖေးငယ်လဲပါရစမြင်တို့နှင့်စုဖျားလက်သည်လရင်တပဲ့များဖြစ်သောမမောင်တုတ်နှင့်မောင်ဖေးငယ်တို့ကိုရှေ့တော်သို့ဝင်စေသည်ပြီးတောင်းဝင်တရက်ကိုပေးလိုက်သည်ရွှေနန်းတော်မင်းမှုတဲများဤဆွေတော်မျိုးတော်အတိုက်အုံတဲမှဘိသိက်တော်ဆက်ကညာစဉ်ကိုမရရအောင်ရှာဖွေပေးရန် ထိုအခါမမောင်တုတ်နှင့်မောင်ဖေငယ်တို့သည်မိမလာရှာပုံတော်ဖွင့်ကြရပြန်သည်ရွှေနန်းတော်မင်းမူတဲများဤဆွေတော်မျိုးတော်ရဲတွင်ပိုက်စိတ်တိုက်၍ရှာခဲ့သည်စာဆိုနှင့်ညီသည့်ကညာစင်ကတကယ်ရှာမှရှာလာသည်ညီသူကိုမှစိတ်တိုင်းမကြနောက်ဆုံးတွင်ဒိုင်းအတွင်းဝင်ဤသမီးခင်ခင်ကြီးကိုသဘောကျညီကြသည် ခင်ခင်ကြီးမှအမျိုးအနွယ်စင်ကြယ်မြင့်မြတ်ဤအပြစ်၆ပါးကင်းစင်ဤအကျင့်သိက္ခာကောင်းမွန်ဤကောင်းချင်း၅သွယ်နှင့်တင့်တယ်လာဤတို့နှင့်ခင်ခင်ကြီးကိုဗိသိက်တော်ဆက်ကညာစဉ်အဖြစ်ရွေးချယ်လိုက်တော်သည်။ဒိုင်းအတွင်းဝင်နှင့်ဝင်းကတော်ကြီးတို့မှသမီးလေးအတွက်ဂုံယူမဆုံဝမ်းသာမဆုံရှိချေသည်။မောင်ဖီငယ်အဖို့ထိုးထက်ပူ၍ပင်ဝမ်းသာအားရရှိလာသည်။ချစ်ရသည့်နှမကလေးအတွက် ဂုံယူမဆုံးမီသို့တော်ထင်ပေါ်၍စင်တော်ကကောက်လိုက်ခြင်းသည်ပင်ခင်ခင်ကြီးဤဘဝကိုတမျိုးတစ်ဖုံပြောင်းလဲစေမည်ဟုကမောင်ဖိငယ်တရားမတိတတ်နိုင်ပါချီဘိသိက်သွန်အခမ်းအနားကျင်းပမည်နေ့တို့တိုင်ခဲ့ပြီးရွှေနန်းတော်ကြီးအတွင်စစ်အင်္ကာလေးပါးကိုခင်းကျင်းထား၏မင်းကြီးမင်းသားမျိုးစားနယ်စားမူးမှန်များတချေးတကြွယ်များဝတ်ကောင်းစားလာဖြင့်မြူးမြူးကြွကြွတွာလာလှောက်ရှားလျက်ရှိသည် မင်္ဂလာမန်းတပ်တွင်နေပြောက်မထိုးရွှေဖြင်ငွေဖြင်တို့ဖြင့်မိုးကာထားသည်မန်းတပ်အတွင်း၌လည်းတီးမျိုးစုံပန်းမျိုးစုံတို့ဖြင့်တစားဆင်ထားသည်နန်းမြို့ယိုအပြင်ကျုံးတော်ဤလေးမျက်နှာတွင်လည်းတဲဖြူခင်း၍ယာစမတ်ကာလျက်ဝဲရလက်တလျှောက်တွင်ကြံပင်အုံးပင်ငှပြောပင်များအသီးအပြည့်နှင့်စိုက်ထားလေသည်တပြေပန်းနှင့်ရေချမ်းအိုးများကိုလည်းမနှွမ်းစေရတီဘောမင်းတရားနှင့်မိဖုရားစီတို့အနီးတွင်ဘိတ်သိက်တော်ဆက်ကညာစဉ်ခင်ခင်ကြီးခါစားလျက်ရှိသည် သူ့လက်ထဲတွင်ဘိသိက်တော်ရေစင်နှင့်ဘိသိက်တော်ပန်းများထည့်ထားသည့်ယတနာ၉ပါးစီရွှေဖလားဖြူဝင်းသောအသားအယောင်နှင့်ရွှေဝါရောင်ဝတ်စုံသည် သူ့အလှကိုပေါ်လွင်စေလေသည်ဘိသိက်သွန်းလောင်းရန်အခနခက်ကြရောက်လာသည် အရှင်နှပါတို့သည်အတစ်အတစ်သောအသက်ရေကိုဖြစ်စေသည့်တိရိပဝေတနာဘိသိက်ကိုသွန်းခံတော်မူသည်ပြီးတိဘောမင်းတရားကတိရိပဝေတနာဒိဋ္ဌိလောကစိပတိပန္နိတမဟာဓမ္မရာစာဘွဲ့ အရှင်နမ်းမတော်စုဖီယာလက်ကတိရိပௌရမဟာရာစိန်တာပြီသူဓမ္မယရနာစန္ဒာဒေဝီဘွဲ့တီတီခံယူတော်မူလေသည်